လက်စစ်မီတဲ့လုံးဝမရှိတဲ့နေရာမှာဆိုတဲ့ပုံရိပ်မကူးခင်ကော်ချော့အောင်တဲ့နေပဲလမ်းရတာလားတဲ့အဲဒီမြေခွန်းလေးလက်ကောင်းတယ်နော်ကျွန်တော်ဖြည့်ပေးပါမယ်ကျွန်တော်ဒီလက်စစ်မီနော်လုံးဝမရှိတဲ့ဟိုရက်ဒေတာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ကနော်အဲကော်တုတ်ပြီးတော့လက်စစ်မီပြတ်သွားတာပဲဖြစ်ဖြစ်ပေါ့နော် ကျွန်တော်ကော်တုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေနဲ့လမ်းလို့လုံးဝမရပါဘူးเนาะပြောချင်တဲ့သဘောတရားကကျွန်တော်တို့ကကော်နဲ့တိုင်းနဲ့ရောပြီးလို့ကျွန်တော်တို့ကကော်တုတ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီကော်ကိုကျွန်တော်တို့ကချက်ဖို့အတွက်เนาะလုတ်လို့ရတဲ့နီလန်းအများကြီးရှိတယ်တေကြတာကတော့ အဲ့ဒီကော်ချဖို့အတွက်နေနဲ့လုံးဝလန့်လို့မရပါဘူး။ဘာဖြစ်လို့လန့်လို့မရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကော်ချတဲ့အချိန်ကြာမှကျွန်တော်တို့ကဟိုဒီဇိုင်းပေါ့နော်။အဲ့ဒီဇိုင်းကိုကျွန်တော်တို့ကဒီအဲနေနဲ့သွားပြီးတော့ပုံရိပ်ဖမ်းတာဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့ကကော်ချဖို့အတွက်နော်အဲလုံးလို့ရတဲ့ပထမနီးရတော့လက်စီမီမရှိဘူးဆိုလို့ရှိရင်လေဝင်လေထွက်ရှိတဲ့အမှောင်တဲ့အနေရပါတော့နော်။ဒါလေဝင်လေထွက်လည်းရှိရမယ်။ နေလဲမချိရတဲ့နေရာမျိုးပေါ့အဲ့လိုနေရာမျိုးမှာကျွန်တော်တို့သဘာဝတိုင်းကျွန်တော်တို့အဲအချောက်ခံလို့ရတယ်နောက်ထပ်တနည်းကတော့ကျွန်တော်တို့ကကော်တုတ်ပြီးသွားပြီဆိုလို့ရှိရင်ချောက်လို့ရအောင်ဘာလို့ရလဲရလဲဆိုရင်ကျွန်တော်တို့ကကော်ရက်တောင်းတယ်ကျွန်တော်တို့ရက်ခတ်တာပေါ့နော်ကျွန်တော်တို့အဲရက်ခတ်ပြီးတော့ချောက်ဝင်လဲလို့လို့အဲရပါတယ်နော်အဲ့လိုမျိုးကျွန်တော်ဘောင်ချောက်သွားပြီဆိုတဲ့အချိန်ကြမှာကျွန်တော်တို့ကနော် ကိုပုံကူးကျင်တဲ့ဒီဇိုင်းကိုကျွန်တော်တို့ကတင်ပြီးတော့အလင်းထဲမှာသွားပြီးတော့ကျွန်တော်တို့ပုံကူးရတယ်ပုံရိပ်ဒါဖန်ရတာဖြစ်ပါတယ်เนาะကျွန်တော်တို့ lesson မီမရတဲ့ရည်ရည်သားဆိုလို့ရှိရင်တော်တော်လေးအကျိုးရှိပါလိမ့်မယ်ဒါမှသူတို့တင်လာဆိုမဟုတ်ပါဘူးကျွန်တော်တို့ဒီမီးပြတ်သွားလို့เนาะကောမချောက်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုံးလို့ရတဲ့ညီတွေဖြစ်ပါတယ်เนาะအဲ့တော့ကိုရက်တောင်နဲ့ ျွန်တော်တို့အမောင်ကန်းထဲမှာသွားပြီးတော့ကျွန်တော်တို့ရက်ခတ်လို့ရတယ်အမောင်ကန်းဆိုတာလုံးဝမောင်ကြတော့မလို့ဘူးခပူးပြအလင်းတော့ရှိရမယ်အဓိကအနေဒိုင်ရိုက်ထီလို့မရတာလေဝင်လေထွက်ရှိတဲ့နေရာမှာလည်းကျွန်တော်တို့နေအောင်ကြီးဒိုင်ရိုက်မရှိတဲ့နေရာမှာလည်းကျွန်တော်တို့ခြောက်အောင်လို့လို့ရပါတယ်နော်ဒါဆိုရင်နှစ်နီးပေါ့အဲ့တော့လေဝင်လေထွက်ရှိတဲ့မောင်တဲ့နေရာမှာကျွန်တော်တို့အဲကော်တော့ပြီးသွားပြီဆိုရင်ခြောက်အောင်လို့ရတယ်နောက်တဲ့တနည်းအားကျွန်တော်တို့ခေါ်ရက်တောင်းနဲ့ရက်ခတ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့လျှက်စင်မီမရှိလဲကျွန်တော်တို့အဲ ပုံရကူးလို့ရတယ်ဆိုတော့เนาะ message ဖြစ်ပါတယ်เนาะအဲကျွန်တော်တို့ကဘာသစ်တစ်စီးရတင်းနေကြောင်းရဲ့ founder and trainer ဆရာကိုလီဝင်းဖြစ်ပါတယ်ကျွန်တော်တို့တင်းနေကြောင်းတီထောင်လာတာ2018ခုခုနှစ်ကစပြီးတော့တီထောင်လာတာအခုဆိုလို့ရှိရင်တင်းနန်းအပတ်စဉ်280ရောက်ပါပြီအဲ့တော့ဒီစီးရတင်းနေကိုကျွန်တော်တို့ဒီအပြင်တင်းနန်းနေလဲဖွင့်ပြထားတယ် online တင်းနန်းနေလဲ ဖွင့်ပေးထားပါဗျ။အပြင်တင်တဲ့ကတော့အပတ်စဉ်တောက်ကြစနေတနင်္ဂနွေ3ရက်တင်တဲ့20တနာရီ course ဖြစ်ပါတယ် commercial course ဖြစ်ပါတယ်နော်အတင်တဲ့မှာတော့ကျွန်တော်တို့ကအဲအသေးစိတ်စနေတကျဒီချာတင်လို့ရပါတယ်အပြင်လူကိုယ်တိုင်လာပြီးတော့မတင်နိုင်တဲ့သူဆိုလို့ရှိရင်လည်း online တင်တဲ့နေကျွန်တော်တို့ဖွင့်ပေးထားပါတယ်တင်တဲ့ကြောင့်ရဲ့ဖုန်းနံပါတ်ကတော့3996 68 64 656ဖြစ်ပါတယ် ားလုံးကျေးဇူးတင်ပါတယ်